အရခတ်တော်အေကမကွေးတိုင်းတွင်ရှိနေကံဖြူအကုံ တိုက်ပွဲတွေတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ကိုလက်ရဖမ်းဆီးရရှိခဲ့တဲ့ပြင်အလန်ဖြူထောင်ကလင်းဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေလည်းဇက်တိုင်ရှိနေတယ်လို့အော်တိုဗလန်၁၉ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာပါရယ်အေအနေနဲ့နေကံဖြူအကုံရှိအနှဲငယ်လက်ကျန်နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကစင်ကလျောင်းထွက်ပြေးနေကြတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့နဲ့လည်း ၎င်းတို့ရောက်ရှိရာနေရာချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်ကောင်မရှင်တပ်ဟာအဲ့ဒီဗျူဟာကုန်းမကြဆုံးစေဖို့လေကြောင်းပစ်ကူနဲ့စစ်ကူတွေအဆက်မပြတ်ပေးနေတဲ့ကြားကအေးတပ်ဖွဲ့ဝင်တွေရဲ့အကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့တူ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အော်တိုဘားလ19ရက်နေ့ကတိုက်ပွဲဖြစ်ပွားနေတဲ့ချို့နေရာတွေမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ဟာ AAC ကိုအလန်ဖြူထောင်းကလက်နက်ချအလင်းဝင်ရောက်လာခဲ့ကြပြီ အချို့ကတော့တိုက်ပွဲတွင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ A ကအတည်ပြုပါရယ်။ A အနေနဲ့၎င်းတို့စီကိုလင်းဝင်ရောက်လာခဲ့တဲ့သူတွေကိုစစ်တုံးမှန်ဥရင်နဲ့ညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားတယ်လို့၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာကြေညာထားပါရယ်။ဒါကြောင့်စစ်ကောမရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းမှုစုဆောင်ရင်းခံရသူတွေအနေနဲ့အာရခတက်တော် A နဲ့အနည်းဆုံးနေရာတွေကိုဆက်သွယ်ပြီး အချိန်မရွေးနဲ့နဲ့ချအလင်းဝင်ရောက်နိုင်တယ်လို့ A ကအတိပေးနှိုးဆော်ထားပါရယ်။ စကိုင်းတိုင်းကလေးမြို့နယ်မှာစစ်ကောင်မရှင်ကရဟတ်ရင်နဲ့တန့်ရာဖြည့်တင်းပြီးလက်လူဆုံးရှုံးလိုက်ရတဲ့နေမျိုးတွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့စီရေးဆောင်ကြည့်သူဒေသခံတွေစီကသိရှိရပါတယ်စစ်ကောင်မရှင်ဟာအောက်တိုဘာ16ရက်နေ့မနက်ကစလို့ဝိုင်းထွဲရဟတ်ရင်နဲ့ ATR 72ရဟတ်ရင်တွေနဲ့ကလေးမြို့ပေါ်ကို9ချိန်နဲ့ဟန္တာဝရီပြူရွာကိုတစ်ချိန်တန့်ရာဖြည့်တင်းနေတယ်လို့သိရပါတယ်ကလေးမြို့မှာမနက်ကလေးကရဟတ်ရင်9ချိန်ကောက်ဆင်းသွားတယ် ယဟန်ရင်တခါစင်းရင်လူဝင်အားလက်နက်အင်အားတွေပါတယ်။ဟန်နာဝရီ ပြူရဘက်ကလည်းတကြိမ်စင်းတယ်။တရထဲကလေးမျိုးမှစင်းသွားတာပါ။အရင်ရက်တွေကလည်းယဟန်ရင်စင်းတာတွေရှိတယ်လို့စီးရေးဆောင်ကြည့်သူဒေတာကန်တူက ARD Times ကိုပြောပါရယ်။ကလေးမျိုးမှစင်းသက်လာတဲ့ယဟန်ရင်တွေမှာပါလာတဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်နဲ့လက်နက်ခရဲတွေကိုနယ်မြေခံစစ်ကောမရှင်ကစစ်ကားဆက်တစ်စီးနဲ့ကလေးမျိုးနယ်မြောက်ပိုင်းစခန်းတွေကိုပို့ဆောင်ထားတယ်လို့သိရပါရယ်။ ကလေးမျိုးနယ်မြောက်ပိုင်းကလေးခမ်းဘက်ကားလမ်းမတလျှောက်ပြန်လည်ထိန်းချုပ်ဖို့စစ်ကောင်မရှင်ဟာခုရက်ပိုင်းတွင်ကြွေးကြော်ထားသလိုတန်ရာဖြစ်တင်ပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ကလေးခမ်းဘက်ကားလမ်းမပြန်သိမ်းမယ်ဆိုပြီးကြွေးကြော်ထားတယ်။စစ်ကြောင်းထိုးဖို့လည်းပြင်ဆင်နေကြတယ်။အခုတန်ရာဖြစ်တင်နေတယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းပြည်သူတွေရှောင်ဖို့ပြောထားလို့ရှောင်နေသူတွေရှိတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရတယ်။ စေကောင်းမရှင်ဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ကလေးခန်းဘတ်ကလည်းမပြင်းကလေးတမူကလေးကံငောကလည်းတွေကိုလည်းထိုးစစ်ဆင်နိုင်တယ်လို့စီရေးစောင့်ကြည့်သူတွေကသုံးသပ်ထားပါတယ်ထိုင်းနိုင်ငံစမုတ်စခုံ KI မဟာချိုင်မှာတရားမဝင်နေထိုင်ကထိုင်းဆိုရကတရားဝင် ထုတ်ပေးမဲ့အလုံးလုံးခွင့်ပန်းရောင်ကတ်ကိုရရှိဖို့စောင့်ဆိုင်းနေတဲ့မြန်မာလူသမား132ဦးဟာအော်တိုဘလ16ရက်နေ့ညပိုင်းကဖမ်းဆီးခံခဲ့ရပါတယ် ဆန်းစည်းခံရတဲ့မြန်မာလူသားတွေဟာမြန်မာနိုင်ငံကနေထိုင်းနိုင်ငံထိလာတဲ့ဇေယိတ်အပြင်တရားဝင် လုံလုံကင်ဝင်ပန်းရောင်ဘက်လုံသမားကတ်အပေါင်းဝင်တဝူးကို380ဝန်းကျင်ပေးဆောင်ခဲ့ရပြီးဂျာခန်ပွဲသားချင်းချင်းပြဿနာဖြစ်ပွားမှုကြောင့်ထိုင်းလူဝင်မှုကြီးကြပ်ရေးစီတိုင်ကြားခံရကအခုလိုဖမ်းဆီးခံရတာပါဒီလုံသမား330ဦးကပန်းရောင်ဘက်လုဖို့အတွက်စောင့်နေတာပွဲစားတယောက်ကတန်းရာတစ်ခုမှခိုးပြီးတော့ထားထားတာ တို့ချင်းချင်းခွတ်ဆောင်ကိုရန်ဖြစ်ပြီးတိုင်လို့နေရာတိကျနယ်လာဖမ်းတာလို့ MHAC မဟာမိတ်အဖွဲ့က AAC ကိုရဲမင်းက AR Times ကိုပြောပါရယ်ထိုင်းလူသမားဝန်ကြီးဌာနဟာတရားမဝင်ရွှေ့ပြောင်းလူသမားတွေကိုအောက်တိုဘာ15ရက်နေ့မှာတရားဝင်ပန်းရောင်ကပ်ပြုလုပ်ပေးမယ်လို့ကြေညာခဲ့ပေမဲ့16ရက်နေ့မှာတော့ရက်ရွှေ့ဆိုင်ချောင်ကြေညာခဲ့ပြီးညနေပိုင်းမှာမြန်မာချင်းချင်းတိုင်ကြားခံရမှုကြောင့်အလို့သမားတွေဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ် ဖန်စီခံရတဲ့မြန်မာလူသား132ဦးဟာပန်းရောင်ကပ်ပြုလုပ်ဖို့ပွဲစားကတဆင့်ချိတ်ဆက်ထားပေမဲ့ခိုင်းလို့သမဝန်ကြီးဌာနမှတ်စိတ်ပါတဲ့ဆောင်းရဲဆောင်းရဲတွေရရှိထားတာမရှိတဲ့အတွက်သက်ဆိုင်ရာလုံထုံးလုံကြီးတွေတိုင်းချုပ်ချခံရပြီးပါကမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ခံရမှာဖြစ်တယ်လို့လည်းသိရပါတယ်ထိုင်းဆိုရလူသမဝန်ကြီးဌာနရဲ့အမှတ်တရစိတ်မပါတဲ့စာရဲစာရန်မှန်သမျှတရားမဝင်ဘူးလို့ AAC ကိုရဲမင်းကဆက်လက်ပြောပါရယ်ထိုင်းဆိုရဟာနေဆက်အခြေအနေတွေကြောင့်လို့ဆိုပြီး ၎င်းတို့တရားဝင်ထုတ်ပြန်ခဲ့တဲ့ရွှေပြောင်းလူသမားတွေအတွက်တရားဝင်လူသမားကပ်ပြုလုပ်ခွင့်ကိုအော်တိုဘန်16ရက်နေ့ကရက်အတန်းတမရှိရွှေဆိုင်ချောင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဥယျာဉ်ပတ်တမကကမြန်မာရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေဆင်လွတ်မှာမဟုတ်ဘူးလို့လူခွင့်ရေးမဟာမင်းကြီးကန်ရှာအိုလွန်ဂရန်ကပြောကြားခဲ့ပြီးအပြောင်းလဲပြုရေးစစ်ကော်မရှင်ကို တွန်းအားပေးဖို့အာဆီယံနိုင်ငံတွေကိုတိုက်တွန်းလိုက်ပါတယ်။မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကျင်းပတဲ့နီလန်းက လွတ်လပ်ပြီးတရားမျှတမှုမရှိဘူးဆိုတာညွှန်ပြနေတယ်လို့၎င်းကပြောပါတယ်မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲလမ်းကြောင်းပြောင်းရေးအခိုင်အမာတွန်းအားပေးဖို့အာဆီယံဖွဲ့အပေါင်းဝင်အင်းနီချင်းတိုင်းပြည်တွေကိုကျမတို့တောင်းဆိုပါတယ်လို့သူကဆိုပါတယ်မြန်မာနိုင်ငံမတိမငြိမ်ဖြစ်နေသေး၍ဒေတာတစ်ခုလုံးမတိမငြိမ်ဖြစ်နေပြီးအာဆီယံနိုင်ငံတွေအတွက်မြန်မာအရေးဟာနံပါတ်၁စိုးရင်စရာကိစ္စဖြစ်တဲ့နယ်လို့ကွာလာလမ်ပူမြို့တော်မှာ AFP သတင်းဌာနနဲ့အင်တာဗျူးမှာ၎င်းကပြောပါရယ် အာဆီယံဘွဲကိုကိုးစားပြုတဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဆေးလွှေးကိစ္စဆွေးနွေးမဲ့နာမည်အပတ်ကွာလာလံပူမြို့တော်မှာကျင်းပမဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီကက်ရှာအိုလောင်ဂရန်ကအခုလိုမှတ်ချက်ပြုတာပါမြန်မာစစ်ကောမရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ပါဘူးဆိုလိုတာကမြန်မာစစ်ကောမရှင်ရဲ့ရွေးကောက်ပွဲကိုတကယ်ရွေးကောက်ပွဲဖြစ်ကျမတို့အတိမတ်မပြုတ်နိုင်ပါဘူးလို့၎င်းကပြောပါတယ်ရွေးကောက်ပွဲကိုစစ်ဖြစ်နေတဲ့နေရာတွေနဲ့ဆေးအုပ်ချုပ်ရေးကြီးညာထားတဲ့နေရာတွေမှာ ကျင်းပနိုင်မှာမဟုတ်ဘူးလို့စစ်ကော်မရှင်ကဝန်ခံထားပါတယ်။ရုရှားကနေရေနံဝယ်ယူရာရပ်တန့်ဖို့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုရီကကြေပြုတ်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားပြီးနောက်၎င်းတို့နှစ်ဦးကြားဖုန်းပြောဆိုမှုကိုသိရှိခြင်းမရှိဘူးလို့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနကပြောပါရယ်။အယိုးသားဆုံးပြောရရင်ဝန်ကြီးချုပ်မိုရီနဲ့သမ္မတထရန့်ကြားမနေ့ကဖုန်းပြောဆိုမှုကိုကျွန်တော်မသိပါဘူးလို့ နိုင်ငံတိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရဟာကျိုင်ဝဲကနယူးဒေလီမြို့မှာကျင်းပတဲ့ရှင်းလင်းပွဲတစ်ခုမှာသတင်းတောက်တွေကိုပြောပါရယ်။အိန္ဒိယကရုရှားကနေရင်းနှံစိမ်းဝယ်ယူမှုကြောင့်ဒေါ်နယ်ထရန့်ကအိန္ဒိယကုန်စည်တွေပေါ်စီးကျက်ခွန်90ရာခိုင်နှုန်းသတ်မှတ်ပြီးနောက်နှစ်နိုင်ငံကြားဆက်ဆံရေးအစ်ဆက်ခဲ့ပါရယ်။ဒေါ်နယ်ထရန့်ရဲ့တောင်းဆိုချက်တွေကိုအိန္ဒိယနိုင်ငံကလိုက်နာနေတဲ့ဆိုတော့ကိုအော်တိုဘာလ16ရက်ထုတ်ပြန်ချက်တွင် ရန်ဟာဂျိုင်းဝဲကအတိမပြုတ်ဝေမဲ့အမေရိကန်နဲ့စွန့်ရင်ဆိုင်ရာဆက်ဆံရေးတိုးမြှင့်ဖို့အိန္ဒိယကလှုံ့ဆော်နေတယ်လို့ပြောပါရယ်။ဒေါ်နယ်ထရန့်နဲ့မိုရီကြားဖုန်းပြောဆိုမှုကြောင်းမေးမြန်းရာမှာအင်ပီရာရရှိသူကပြူသဘောဆောင်တဲ့ဆွေးနွေးမှုတွေဖြစ်ပွားခဲ့တယ်လို့ဖြေကြားခဲ့ပြီးအိန္ဒိယဟာရုရှားကနေရင်းနှံဝယ်ယူမှုဖျက်တောက်နေတယ်လို့ဆိုပါရယ်။အမေရိကန်နိုင်ငံရဲ့ဖိအားပေးမှုရှိလင်ကစားအိန္ဒိယကရုရှားကနေရင်းနှံစိမ်းဆက်လက်ဝယ်ယူမယ်လို့ယုံကြည်ကြောင်းရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒားနိုဘက်ကအော်တိုဘားလ16ရက်မှာပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရန့်နဲ့မိုရီရိုဟာပြီးခဲ့တဲ့ဘက်ကကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုတွေပြန်လည်သုံးသပ်ဖို့စကားပြောဆိုခဲ့ပြီးအိန္ဒိယစစ်ဆေးညှိနှိုင်းမှုတွေဟာသဘောတူညီချက်ညှိနှိုင်းဖို့လက်ရှိအမေရိကန်နိုင်ငံမှာရောက်ရှိနေပါတယ်။အင်ဒိုနီးရှားနိုင်ငံကတရုတ်ကနေခြေတန်းဇက်တိုက်လေရင်တွေဝယ်ယူတော့မယ်လို့ထိတ်တန်းစစ်ဘက်ရရှိသူကပြောကြားခဲ့ရာပါကစ္စတန်နိုင်ငံပြည်ပါက အဆိုပါတိုက်လေရင်မျိုးအုံပြုမဲ့ဒုတိယမြောက်ပြည်ပစစ်တပ်ဖြစ်လာပွဲရှိပါတယ်စစ်တပ်ကိုအစင်းမြင့်တင်မဲ့အစီအစဉ်တွေရဲ့ဒစိတပိုင်းဖြစ်အင်ဒိုနီးရှားနိုင်ငံဟာမကြမီမှာတရုတ်ကနေခြေတန်းချတိုက်လေရင်တွေဝယ်ယူမယ်လို့ကာကွယ်ဝင်ကြီးဂျာဖာရီဂျန်ဆိုတင်ကသတင်းတောက်တွေကိုပြောပါတယ်တရုတ်ဇက်တိုက်လေရင်တွေဝယ်ယူဖို့ဘတ်ဂျက်ဒေါ်လာ6ဘီလီယံနီးပါးအတည်ပြုခဲ့တယ်လို့အင်ဒိုနီးရှားဗန်နာယီဝင်ကြီးပါဘရာယူဒီကဂိုဒုံးနေမှာအတည်ပြုပါတယ်အလုံးအသိဖြစ်နေပါပြီ အဲ့ဒီဂျက်တိုက်လေရင်တွေပေကျင်းမြို့ကနေဂျာကာတာမြို့ကိုဘယ်ချိန်မှရောက်လာမယ်ဆိုတာကျွန်တော်စစ်ဆေးရပါမယ်လို့၎င်းကပြောပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာတရုတ်ကနေခြေတန်းဂျက်တိုက်လေရင်၄၂စင်းထပ်မနဲ့ဝယ်ယူမယ်လို့သိရပါတယ်။ချန်ဂူအဲကပ်ကော်ပိုရေးရှင်းကတတိယမျိုးဆက်ဂျက်တိုက်လေရင်အဖြစ်ပထမဆုံးထုတ်လုပ်ခဲ့တဲ့ခြေတန်းဂျက်တိုက်လေရင်တွေကိုမကြာသေးမီနှစ်တွေအတွင်း၄.၃မျိုးဆက်အဖြစ်အစီအမြင့်တင်ခဲ့ပါတယ်။ ဇေတန်စတိုက်လေယာဉ်ကိုခေမီအင်ဂျင်နဲ့ရေဒါစနစ်ပြင် PL15 ရေဒါပဲထိန်တာဝေးပြစ်ဝေဟင်ဝေဟင်ခွင်းဒုံးကြီးတွေတပ်ဆင်ထားပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာပြင်စမမျိုးဆက်ခန်းဂျက်တိုက်လေယာဉ်48စင်းဝယ်ယူဖို့ဇူလိုင်လအတွင်းတူရကီနိုင်ငံနဲ့သဘောတူညီချက်တရလက်မှတ်ရေးထိုးခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာပြည်ထောင်နိုင်ငံထုတ် Rafael ဂျက်တိုက်လေယာဉ်42စင်းဝယ်ယူဖို့ 2024ခုနှစ်ဇန်နဝါရီလအတွင်းအမာဇာတရက်ကိုလက်မှတ်ရေးထိုးခဲ့ပြီးပထမဆုံးဇက်တိုက်နေရင်တွေလာမယ့်နှစ်စောပိုင်းမှာရောက်ရှိလာဖို့မျှော်မှန်းရပါတယ်